တခါတော့ကပြင်ဆလက်ဆရာကြီးဦးရခတို့ဇနီးမောင်နဲ့ဟာသူတို့တက်ကြွနဲ့ပြင်ဆလက်ပညာနဲ့နယ်လက်ဖြုံနေကြတာဟုတ်ပြီဗျာဟုတ်ကဲ့ဒါကျောင်းရဲ့လူသက်တက်ကလေးစက်ကပါဗျာဟေးဟေးဟေးဒါဆိုးကျင်တော့ဗျာတို့မိသားစုတွေဖြောပြေးနေတဲ့ပွဲတစ်ခုဥတမန်ဆိုတဲ့ပြင်ဆက်ဆရာကြီးလဲကြောက်လာတာဗောဗျာလူတယောက်ကို တက်တာတဲ့ထည့်ပြီးဖြောက်ပြစ်လိုက်လို့ရတယ်ဆိုတာမျိုးခင်ဗျာကြောက်ဘူးလားဘာလို့ဒီလိုမေးခွန်းမျိုးမေးရတာလဲခုဆက်ကကျွန်တော်တည်ကြလို့ပါကျွန်တော်ဆရာဒီပညာကိုမရှာဘူးတော့ကျွန်တော်ကိုမှားပေးပြီအဲ့တော့ဒီဇလန်ကတော့ဒါတကယ်တော့ဒါစိတ်ကူးရဲ့ဇလန်တခုပေါ့နော်အဓိကမှဆိုရင်ကျွန်တော်ကဒါပေါင်ဝင်ကြတဲ့တရုတ်ဆောင်တွေအကုန်လုံးကိုလည်းကျွန်တော်ကပဲပညာရဲ့နဲ့ပတ်သက်တဲ့အထောက်အပံ့ပြု ဟိုပြောက်ွက်တွေကျွန်တော်သင်ပေးတယ်စတင်ပိုင်းတွေကျွန်တော်ဆင်ပေးတယ်ဒီကမှထူးခြားလာတော့ရုပ်ရှင်ကားဆိုပေမဲ့ဒီပြွားရဲပြောက်ွက်တွေကတကယ်ကိုကျွန်တော်တို့ real magic တွေတကယ် real ပြောက်ွက်တွေကိုပေါ့နော်တကယ်ကင်မရာလှည့်စားမှုမပါဘဲနဲ့အာဒီတိုးဆောင်တွေကိုကျွန်တော်က9ရက်10ရက်မတိုင်ခင်တည်းကကြိုပြီးတော့တို့ပြောက်ွက်တွေလုတ်ပြတယ်တို့သင်ပေးတယ် action တွေပေါ့နော်တို့ဝင်မဲ့ဝတ်စားတွေအားစဒီမှာ3နဲ့7နဲ့အားစအကုန်လုံးကျွန်တော်ဖန်တီးပေးခဲ့တယ် မဂျစ်ရှင်နှစ်ယောက်ကပညာပြိုင်ရတယ်အဲပငယ်ချင်းတွေပဲပညာပြိုင်ရရင်ကနေပြီးတော့သူတို့မလုတ်သိတဲ့ဒီပစ္စလတ်တွေက black magic line တခုလူတယောက်ကိုတက်တာလဲထည့်ပြီးတော့အပီးဖြောက်ပလိုက်တယ်ဆိုရက်ပြောက်ွက်မျိုးကိုသူတို့တွေကစမ်းပြီးတော့လုတ်ကြတယ်တရားမစ်ဆွေရပညာလည်းပဲထင်တယ်ကျိုးကျိမ့်မိပါတယ်ဒီပညာနဲ့ပတ်သက်ပြီး ဘာတွေများထပ်ပြောထားခဲ့သေးလဲအခါပြက်စလက်ဆရာနှောင်ရှိတယ်တယောက်ကတော့ဟိုရခနောက်တယောက်ကတော့ဟိုတမန်သူတို့နှစ်ယောက်ကဒီပညာကိုရဖို့အတွက်အပြိုင်ဆိုင်ရှာခဲ့ကြတယ်ပြေးတကြီးခင်ဗျမချခင်မှာခင်ဗျားတို့အတွက် सही लोग जांच या कौन सा प्यागुट को प्यावारों में မလို့ပေါ့ကိုရခတနေရာသူ့အဆူသွားချင်းသွားနေပါပါဟဲ့ကိုရခမရှိတော့ကိုရခနေကိုရခနေဆောလာမင်းတို့ကျွန်တော်ကျဲကိုရခပြေးစကြီးအားလုံးပြီးပါပြီကိုကြီးကိုပြန်လို့ရတယ်ဘာဖြစ်လို့လဲကိုဆက်ကခင်ဗျားနဲ့ဘယ်လိုများပတ်သက်နေလို့ ဥရက်ခဆိုကျုပ်အဖေပဲဗျာကျွန်တော်လည်းကျွန်တော်ကြားဘူးနားပါဘူးပြောပြလိုက်တဲ့ခါမှာသူ့အဖေကိုဘယ်သူဖြောက်တာလဲဆိုတေးဝါပြီသူအဲ့မှာလည်းသူ့အမေစီပြေးနေအမေမေမေချုပ်တီးခဲ့ရပြီဘာလဲဘာတိလားဒီပါ ။ဒါကြောင့်ကျုပ်ရှာတယ်ဖြစ်တယ်။အဖေလည်းရှာခဲ့လို့။မေကျုပ်ပြောပြပါဗျာ။မေပြောလိမ့်ဗျာ။အဲ့ဒီမှာရဲတိုက်ကလူကိုအပြေးပြောတဲ့ပညာရသွားတယ်။ဒါဇသိမ်းပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမင်းဟင်းကရောက်လာပြီးတော့မှသူ့ရဲ့ပွဲကိုလာဖြတ်တယ်။ဘောင်လေးမပြောင်းတော့ဘူး။အဲ့တော့ရဲတိုက်ကလည်းမပြောင်းဘူး။မပြောင်းရင်မင်းတို့ငါပြီးဖြောက်မှာ။ရတယ်စိန်လိုက်ဆိုပြီးတော့မှရဲတိုက်ကိုတစ်တာလဲထည့်ပြီးတော့မင်းဟင်းကခါတိုင်းလိုပဲ ဥပေတော့လို့ပဲကြောက်တယ်ကြောက်သွားတာပေါ့ကြောက်သွားတဲ့အခါမိုးမရအောင်လေတောင်းပန်တယ်ပေါ့ကျမတောင်းအောင်မလုပ်ပါနဲ့ပေါ့အဲ့ဒီမှာရဲလိုက်ကလက်ခုပ်ကြည့်ပြီးတိတ်တက်ပြီးပြန်ဝင်လာတယ်အဲ့မှာအကုန်လုံးအံ့ဩသွားမင်းကိုယ်တိုင်လည်းလက်သွားဟာဒီကောင်ဒီပညာရောက်သွားရတာတောင်းမှငါ့တဲ့မြာသာဝါပြီလားအဲ့မှာကဲခမားလဲတော့ပြီးပြီကျုပ်လည်းကြံသေးတယ်ခမားတက်တာလည်းဝင်ဆိုပြီးတော့မှမင်းကိုသူ့ရဲ့အပြီးဖြောက်တဲ့ပစ္စလက်တက်တာကြီးတွေကိုထည့်လိုက်ထည့်လိုက်တဲ့ပြီးတော့ရဲတွေကဖြောက်ပလိုက်တဲ့ခါမှာ ်ဘေးလုံးဝပျောက်အဲ့မှာမုံမမြအောင်လဲငါသားပြန်လှုပ်ပေးလိုက်ပြန်လှုပ်ပေးလိုက်အာအမေအားကျွန်တော်တို့တမိသားစုလုံးကိုဒုက္ခရောက်အောင်လုပ်ခဲ့တဲ့လူကြီးကျွန်တော်ဘုရားမှာကျွန်တော်အဖေကိုတစ်သက်လုံးအဖေဆိုအောင်ခေါ်စရာမရှိအောင်လုပ်ခဲ့တဲ့လူကြီးကိုဘာလို့အမေဒီလောက်လွမ်းနေရတာလဲအမေအားထားလိုက်ပါဆိုပြီးတော့မှပြောတဲ့အခါမှာမုံမမြအောင်တခုံပြောလိုက်နေကန်ကြီးတိုင်းမှာမို့လို့နေကန်ကြီးတိုင်းမှာမို့လို့ပြောတဲ့ချိန်အဲကတိ့ဝါအခုဖေလာအဲ့မှာမုံမမြအောင်နောက်ကြောင်းပြန်မင်းနဲ့မိုးမြောင်နေရအကြီးစားဖြစ်ခဲ့တယ်အဲ့တို့ချစ်ခင်စုံမက်ကြပြီတော့ ဟိုမတော်တဆပေါ့နော်ကိုဝင်ရပါတယ်အဲ့အချိန်မှာမင်းရအကြောင်းတစ်ခုနဲ့ဘလို့ပျောက်တော့ပျောက်လို့ပျောက်သွားမှမသိပျောက်သွားတယ်ဒီကိစ္စကိုအောင်စွာသိတဲ့အခါမှာမမမြင်အောင်သူကတာဝန်ယူပေးခဲ့တယ်ရဲလိုက်လေးမွေးလာတဲ့အချိန်ထိရဲလိုက်ငယ်ဘောအထိပြီးတော့သူပြန်ပြီးတော့ပြန်ရောက်လာအောင်ရဲလိုက်ကလုတ်ပေးလိုက်တယ်ပေါ့လုတ်ပေးပြီးတော့ဒီလောကကြီးကိုစိတ်ကုံသွားပြီးတော့ကြောက်ခိုင်းပြီးတော့ထွက်သွားတယ်ဆိုတော့ဟာလေးနဲ့ပဲဇလန်းကိုဆုံးသက်လိုက်တယ်နော်